တဇာဝဲကျော်ရဲ့နောက်ွယ်ကအကြောင်းတွေကိုဖော်လိုက်တဲ့အေမြတ်သူပရိသတ်များအလုံးပဲမိလာပါရှင်အင်းမြတ်သူအရခုချိန်ထိအမှုပြလို့တွင်မှာဗိဒ္ဓရီရဲ့အပေဝိရမူရီကိုတကယ်နဲ့ရရှိနေပြီးအမှုပြရရိုက်ခွေးတွေကိုလည်းခက်စင်စင်ရိုက်ကူလာနေရပါအခုစရင်မင်းသမီးအင်းမြတ်သူကမကြမီမှာတင်စားဝင်းကျော်နဲ့အတူတူရုပ်ရှင်ဆက်ကားကြီးတကမှာပါဝင်ရိုက်ကူလာနေရတော့မှာဖြစ်ပါတယ်အခုလက်ရှိမှာတော့အင်းမြတ်သူကကျွန်ရလေးတွေမှာခက်စင်စင်ရိုက်ကူလာနေရပြီးပွဲတွေကိုလည်းတယောက်ပြေးနေရကိုတွေ့ရမှာဖြစ်ပါတယ် ဒီနေ့မှာတော့အေးမြတ်သူကသင်္ဇာဝဲကျော်ရဲ့အကြောင်းလေးတွေကိုထုတ်ပြောလာခဲ့ပါတယ်။သင်္ဇာဝဲကျော်ကတော့ကိုယ်စွေအမှုပြလူတွေကိုစူးစမ်းလောက်ကိုင်းနေပြီးအေးမြတ်သူနဲ့တူလေရိုက်ခွေးရေးလေးတွေမှာမြင်တွေ့လာရပြီးဖြစ်ပါတယ်။ဒီဥစ္စာသင်္ဇာဝဲကျော်နဲ့ပတ်သက်ပြီးအေးမြတ်သူကအခုလိုပဲပြောပြလာခဲ့ပါတယ်။အေးမြတ်သူကသင်္ဇာတော့ဂရေလိုပါပဲ။တယောက်တည်းတောက်ပနေရပေါ့နော်။သူ့ကိုကြည့်လိုက်ရင်အမြဲလိုလိုတဲ့ကြွလန်းစမ်းနေရပါပဲ။သူနဲ့ကပြန်မလဲခဏခဏဆုံးဖြစ်နေစခင်ချင်းစပါအမြဲတွေ့ပြကြတယ် တင်းစာလွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်သူနဲ့လေကားရိုက်တွေဆုံးဖြတ်တော့မှာပါဆိုပြီးအေးမြတ်သူကပြောပြလာခဲ့ပါတယ်အေးမြတ်သူကတင်းစာဝင်ကျော်တို့ကခုချိန်ထိတယောက်တည်းအေးချမ်းချမ်းလေးဖြတ်တဲ့ရင်အမှုပြလုပ်တွေကိုကြိုးစားပြောလောက်ကိုင်းနေကြဖြစ်ပါတယ်တဲ့ဇာဝဲကျော်သူအနေနဲ့အခုလိုအပြိုကျေးပွားနဲ့ဖြတ်တဲ့နေရပုံမှာလေမီဒီယာအနေနဲ့ပြည်သူကိုခုလိုပဲပြောပြလာခဲ့ပါတယ်။တင်ဇာဝဲကျော်အပြိုကျေးရဲ့အာသာချက်ကလွတ်လပ်လပ်နေလို့ရတယ်။ဘတူရဲ့ခွင့်ပြုချက်မှာတောင်းနေစရာမျိုးပေါင်း ဘဒုကိုမှလည်းတိုင်ပင်စရာမလိုကိုလုံးချင်တာကိုလုံးလို့ရရဲဆိုပြီးတင်စာဝင့်ကျော်အပြပြလာခဲ့ပါရယ်မကြမီမှတော့တင်စာဝင့်ကျော်နဲ့အင်းမြတ်တို့တို့ရိုက်ခွေရင်းအတူတူရိုက်ခွလာကြမယ့်အပေါ်မှာလေမိဂရီကအပြေဆောက်မြုံနေကြပါရယ်အနုပညာလို့တွေမှာကိုချင်းတိလောက်ကိုင်းနေရတဲ့အင်းမြတ်တို့ကတော့အခုလက်ရှိမှာလဲဇလန်တွဲလေးတွေမှာပအဝင်ရိုက်ခွလာနေရပြီဖြစ်ပြီးမကြသည်မီကလည်းအင်းမြတ်တို့ကမင်တာမင်းမြတ်နဲ့အတူတူရိုရှင်ဆက်ကမှာပအဝင်ရိုက်ခွခဲ့ရပါသေးတယ် အင်းမြတ်တို့ကတော့ခုချိန်ထိပြည်တိရဲ့အပြေးမှုတွေကိုအပြေဝရရှိနေစေဖြစ်ပြီးအနုပြန်လုပ်တွေကိုခက်ဆစ်စိတ်ရှိုက်ကူနေရပါတယ်။အင်းမြတ်တို့ကတော့တချို့နေရာလေးတွေမှာဝေဖန်ပြောဆိုရာတွေခဏရပြီးအဲဒီပေါ်မှာလည်းသူနေနေဝေဖန်ပြောဆိုမှုတွေရှိနေချိန်ကိုကိုကိုသားဆင်ခြင်ပြီးပြောင်းလဲမှုတွေလုပ်တင်လို့ဆိုပါတယ်။အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီးတော့လည်းအင်းမြတ်တို့ကခုလိုပဲပြောပြရခဲ့ပါတယ်။အင်းမြတ်တို့ကကိုရောအသက်ကြီးလာလို့လားတော့မသိပါဘူး။ကိုရေအတွက်တတော်တတော်ရှိဖို့ကိုပဲပူရွေးချေဖြစ်တဲ့ ။အဝန်စားတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေမခံရပါဘူး။ဝေဖန်တာတွေကြုံလာရင်လည်းဘလို့မှတဘောမချပါဘူး။အရေးပေါ်မှာကိုကိုကိုပဲပြောင်းလဲလိုက်တာပေါ့နော်။ဝန်စားစီရင်မှုအပိုင်းမှာတော့လာမဲဆိုတာတဲ့ကိုကိုကိုတတတတရှိဖို့ကိုပဲရွေးချယ်ဖြစ်တယ်ဆိုပြီးအင်းမြတ်သူကပြောပြလာခဲ့ပါတယ်။မင်းသမီးလေးအင်းမြတ်သူကတော့မြေစာရွှေရှင်ဇကာမှာအင်းမြတ်နဲ့အတူတူအတွေ့ညင်ကြီးတျော်ဆောင်ရိတ်ခွကြပြီးအဲဒီရွှေရှင်ဇကာကြီးကတော့ပိတရီရဲ့ဂျာမာလေးနာမည်ကြီးနေပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ကြီးရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။